အားလုံးပဲတာလီစော့ပါရခိုင်ပြည်နယ်ကြောက်တော်မြို့ပေါ်ကိုဒီမနေ့ကအပိလာ16ရက်နေ့ညတကောင်ကျော်ပေါ့လေနှစ်နာရီကျော်နဲ့ဒီ3နာရီကြာမှာဒီစစ်ကောင်စီတပ်ကဒီကြက်တိုက်လျင်နဲ့ဒီဘုံအလုံးအရေအတွက်ညားစော်ကိုခြေချခဲ့ပါတယ်အဲ့ဒီမှာဒီပွေးချင်းပြီးတည်သွားတာကတူးရှိရဲ့ပြီး20ကျော်လောက်ဒဏ်ရတယ်လို့သိထားရတယ်ပေါ့လေအဲ့ဒီဘုံကြီးတဲ့အချိန်မှာအဲ့ဒီကြောက်တော်မြို့ပေါ်မှာရှိနေတဲ့ဒေသခံတအုပ်ကိုဒီအသေးစိတ်မေးမြန်းသွားမှာဖြစ်ပါတယ်အဓိကတော့ဒီ ဖြစ်စဉ်ဘလူးဖြစ်သွားတာလဲပြီးရင်ဒီနောက်ဆက်တွဲအချက်နေဘလူးရှိလဲဆိုတော့အကြောင်းပေါ့လေဆိုတော့ဟိုကျွန်တော်တို့မေးလိုက်ရအောင်ပါကိုရဲ့ဒီကြောက်တော်မြို့မှာလေဒီမနေ့ကဒီစစ်ကောင်စီတက်ကနေပြီးတော့ဘုံလုံးရေအတွက်အများကြီးကြီးချတော်ရီလို့သိရပါတယ်ဆိုတော့ဘလူးပုံစံမျိုးဘုံကျေးသွားလဲပြီးရင်အပင်နေရာတွေကိုအဓိကဘုံကျေးသွားတာလေပေါ့အဓိကဖြစ်စဉ်အခြေနဲ့ပတ်သက်ပြီးတော့ဒီအသေးစိတ်လေးကိုနည်းနည်းပြောပြပေးပါလားဗျာ အော်ဟုတ်ကောဒီမနေ့ကညနေ၂နာရီခွေ၃နာရီကြာပါကြောက်တော်မျိုးကိုစကောက်စကားလို့တော့ဘုံလေးကျင်လာကြည့်တယ်ကြက်ဖိုက်တာနဲ့အော်ပထမဆုံးကတော့တလုံးကြည့်တယ်ဒုတိယကတော့ဒုတိယကျင်လေးတလုံးကြည့်တာပါပဲတတိယကျင်မှာတော့နှလုံးကြည့်သွားတယ်ပေါ့အော်ဒါကတော့ဒီပေါက်300ပေါက်900လောက်ဝင်ကျင်လောက်ချီလေးဟိုဟာပေါ့ဒီဘုံလေးပေါ့နောက်ပြီးတော့နောက်ဆုံးတစ်ကျင်မှာတော့ဟိုကလစ်စတာဘုံကတော့တအားကြီးကိုကြည့်သွားတာပေါ့ဗျာဟိုကြောက်တော်မျိုးဒီပြေတော်သားနောက်ပြီးတော့ဒီချမ်းရော် အာဒီမျိုးတိုက်ဒီအဲအဲဒီရက်ွက်တွေကိုဟိုပက်ချလေးကိုပက်ပြီးတော့ဟိုကျေသွားတာပေါ့ဟိုဘုံနောက်နောက်ဆုံးကျေသွားတဲ့အချိန်မှာတော့ဘုံဘယ်နှလုံးကျေသွားတယ်ဆိုတော့ဟိုတော့မှဟိုမရတဲ့နိုင်လောက်ဟိုအထစ်ကိုဟိုကျေသွားတာပေါ့ဟုတ်ကဲ့ပါကောအခုလိုပေါ့လေဒီကြောက်တော်မျိုးပေါ်ကနေပြီးတော့မှဒီဘုံလုံးရေအတွက်အများကြီးကြေးချခဲ့တာပေါ့ဆိုတော့ဒီဒေတာခန်တွေရဲ့ထိခိုက်မှုအခြေအနေတွေဘယ်လိုရှိလဲကျွန်တော်တို့လောလောဆယ်သိထားရတာတော့ဟိုတအူးတေဆုံးတယ်ပွေချင်းပြီးတေတာပေါ့လေအပြီးရင်20ကျော်လောက်ဒဏ်ရရတယ်လို့သိထားရပါတယ်ဆိုတော့အာ အဲ့ထဲမှာဟိုအခုဒဏ်ရတဲ့သူထဲမှာပေါ့လေဘယ်နှဦးလောက်ဒီအတန်ကြီးဆိုးရင်ရတဲ့သူတွေပါဝင်လဲပြီးရင်ဒီအိုးရင်တွေနေရင်တွေပြက်စီးသွားတာဟောဘယ်လိုအခြေအနေရှိပါလဲဗျ။ဟောလူတည်ဆုံးတာကတော့ဟောပေါ့ဒီတက်ရောက်ရှိတယ်။နောက်ပြီးတော့ဒီအပြင်းစားဒဏ်ရတဲ့သူကတို့၄၅၆ရောက်ဝင်းစင်ရှိရှိမျိုးပေါ့။နောက်ပြီးတော့ဒီဒီဟောပေါ့ဟောဒီအသေးစားဒဏ်ရရတဲ့သူတွေကလည်းများတယ်။အဲ အိုးရင်နေပြည့်စည်တာတော့ကဟိုများတာပေါ့ဗျာဒီပုံကတော့ဟိုဒီတနေရာတွေကြည်တော့မဟုတ်ဘူးလေမျိုးမှအချီလေးအနေရတော်တော်များများကိုသူတို့ကပက်ချလိပြီးတော့ပက်ပြီးတော့ကြည်တော့တာဆိုတော့အဲ့လိုမျိုးဒီတစ်ခါပြည့်စည်မှုကတော့များပါလိမ့်ဗျဟုတ်ကဲ့ပါကိုအခုလိုဘုံချေးခံရတဲ့အချိန်မှာပေါ့လေအကူကလည်းဒီကြောက်တော်မျိုးပေါ်မှာရှိနေတဲ့အခါကျတော့ဒီဘုံချေးခံရတဲ့အချိန်မှာဒီအကူအပြင်ပေါ့လေဒီကြောက်တော်မျိုးပေါ်ကဒေသခံတွေအရက်သားတွေဘယ်လိုပုံစံမျိုး စိုးရင်ကြောက်လန့်ခဲ့ရလဲဘယ်လိုပုံစံမျိုးဒီဘုံလာကြည့်တဲ့အချိန်မှာဘယ်လိုပုံစံမျိုးခိုးအောင်းနေကြလဲပြီးရင်ဘယ်လောက်ထိဒီစိုးရင်ကြောက်လန့်စရာကောင်းလေပေါ့လေဒီချိန်တွေကဆိုတော့ဘုံကြည့်လာတဲ့အချိန်မှာကျွန်တော်တို့ဟိုအိမ်မောကြနေတဲ့အချိန်ပေါ့အိမ်မောကြနေတဲ့အချိန်မှာဆိုတော့တအားကြီးကိုကြောက်လန့်တော့တာဝုန်းဆိုပြီးတော့အော်တလုံးကြည့်သွားတဲ့အချိန်မှာမြို့တစ်ခုလုံးကဟိုတုံလုံးတော့တာပေါ့မြို့မှာရှိတဲ့လူကြီးအကုန်လုံးကတုံလုံးတော့ကြတယ်နောက်ပြီးတော့သူတို့ကဒီဟိုကိုယ်ဝေအမရဆိုသလိုဖြစ်တော့တာပေါ့ဘေကိုဘေးလို့ဘေကိုဘေးလို့ဘေကိုတင်းချောင်းအောင်မသိဘူးတချို့ဆိုရင် ဟိုဟိုဟာဘောဒီတင်းချုပ်စီရနေရာကိုမရှိဘူးပြောင်မိုးတွေရွာထွားတယ်ဆိုတော့ဒီဘုံခွချင်းတွေအနားမအနည်းနားမရှိသေးဘုံခွချင်းတွေဆိုလို့ရေတွေအာပြီးတော့ရေတွေပြည့်နေတယ်ဆိုတော့လေအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဟိုဟာဒီဟိုဘယ်လိုပြောမလဲအော်ဘေကိုပြေးလို့ပြေးရမယ်ကိုမသိဘူးဖြစ်သွားတာကြောင့်တကူတစ်မျိုးလုံးကိုတုံလုံးသွားကြတာပေါ့။ဟောရန်ကြီးကိုလည်းကြောက်စရာကောင်းပါတယ်။တော်တော်ကြီးကိုလည်းဟိုတုံလုံးစရာကောင်းတဲ့အချင်းတွေတည့်ရက်ကိုဟိုစစ်ကောင်စီကလှုပ်ပြတော့တာပေါ့ဗျာလူထုကိုဟိုချုံနေတော့တာပေါ့။ဘယ်လိုပြောမလဲ။ဟိုတော်တော်လေးကိုဒီရက်စဲရုံးမှလည်း အလုံးရက်တစ်ခုကိုသူတို့လုံသွားတယ်လို့ပဲပြောရမယ်ကိုဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာဟုတ်ကျေးဇူးတင်ပါတယ်ဆိုတော့ဒါကတော့ဒီကြောက်တော်ဘုံကြီးခံရတဲ့အချိန်မှာဒီကြောက်တော်မြို့ပေါ်မှာ ရှိနေတဲ့ဒီဒေသခံတို့ကိုမေးမြန်းထားတာဖြစ်ပါတယ်ဟောအဆုံးထိကျေးဇူးပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ